အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Nuno Espirito Santo ရဲ့ West Ham ပေါ်နေ DRT မှာကျွန်တော်တို့တန်းဆင်းမယ်လို့တောင်မှပြောနေကြတဲ့ West Ham ကအိမ်ကွင်းမှာ Newcastle ကို3ဂိုးတကိုးနဲ့နိုင်သွားတယ်ဒါ Nuno လက်ထပ်ပါကျွန်တော်တို့ West Ham ကိုယုံကြည်မှုအပြည့်အဝမရှိတော့တဲ့အထိကိုဖြစ်ခဲ့တယ်တကယ်လဲခြေစွမ်းတော်တော်လေးကြာတယ် West Ham ကသူတို့အမားကြီးအမားကြီးကျွနေကြတာကဒီဗစ်မွိုက်စ်ကိုထုတ်ပြီးတော့သူတို့က တိုက်စစ်အသားပေးတဲ့နီးပြကိုခန့်လိုက်တဲ့အချက်ပဲသူတို့ဒေးဗစ်မွိုက်စ်ကိုထုတ်တယ်နောက်သူတို့ဂျူလီယန်လိုပက်တကီကိုခန့်တယ်အိုက်ကနေပါစင်ဒီဂရန်ပေါ်တာကိုခန့်တယ်အခုနောက်ဆုံးမှာတော့ defensive နီးပြဖြစ်တဲ့နူနိုကိုပြန်ခန့်တယ်နူနိုစားရောက်ရောက်ချင်းမှာဝက်ဆန်အလောက်ထိဆွမ်းဆောင်ရင်မကောင်းဘူးဝက်ဆန်ကနူနိုရဲ့ပထမဆုံးပွဲမှာသူတို့အမရိတ်မှာသူတို့2-0နဲ့ရှုံးတယ်အိုက်နောက် Brandford ကိုထပ်ရှုံးတယ်သူရဲ့ပထမဆုံးအင်ကွင်နောက် Leeds ကိုရှုံးတယ် ၃ဘွဲ့ဆက်တိုက်ရှုံးပြီးတော့မှအခုအိမ်ပွဲမှာသူတို့ညူကာဆယ်ကိုနိုင်တယ်ညူကာဆယ်ကဒီနေ့ရာသီသူတို့ရဲ့အဓိကပြဿနာကဘာလဲဆိုတော့သူတို့ခြေစွမ်းကကောင်းတယ်ဗျကစားဖို့ကောင်းတယ်ခြေစွမ်းကောင်းတယ်ဒါပေမဲ့ညူကာဆယ်အဓိကပြဿနာအဝေးကွင်းမှာတော်တော်အားနေတဲ့ပြဿနာပဲချန်ပီယံလိမှာတော့ surprise နေ Union Saint ကိုသူတို့၅ခုတခုနဲ့နိုင်ခဲ့တယ်ဒါပေမဲ့ဒီလိပြိုင်ပွဲတစ်လျှောက်လုံးမှာအဝေးကွင်းတော်တော်လေးညံ့တယ်အဲ့ဒါကဒီညူကာဆယ်ရဲ့ဒီရာသီ story ပဲ Eddie Howe ရဲ့အသင်းကသူတို့အိမ်ကွင်းမှာဆိုရင်အမှတ်အမြဲယူနိုင်တယ်အိမ်ကွင်းမှာဘယ်အသင်းကိုမဆိုကောင်းကောင်းရှင်းကစားနိုင်တယ် လီဗာပူးကိုတော်တော်ကန်ဆယ်လို့ရှုံးသွားတယ်အာဆနယ်ကိုတော်တော်ကန်ဆယ်လို့ရှုံးသွားတယ်ဘာစလိုနာကိုရှုံးတယ်ဒီသုံးပွဲပဲဒီရာသီတို့အများစုအမှတ်တီအားလုံးကိုအိမ်ကွင်းကပဲယူတာပထမရာသီအစရဲ့သုံးပွဲဆက်အိမ်ကွင်းအဝေးကွင်းဂိုးမရပဲနဲ့တို့ back to back သုံးပွဲဆက်တည်ကြတယ်နောက်ပြီးခဲ့တဲ့တပတ်ကျော်အိမ်ကွင်းအဝေးကွင်းသွားကန်တဲ့ right တဲ့ဘွဲမှာသူတို့နှစ်ခုတစ်ခုနဲ့ရှုံးတယ်ဒီနေ့ဘွဲဆိုရင်သူတို့ Jacob Mafia ရဲ့ဥဆောင်ကိုနဲ့ Newcastle ကနိုင်တာ Newcastle ကလည်းအခု Anthony Ilanga ကိုခေါ်ထားတယ် အန်ဒရီလန်ကာကထင်သလောက်ခြေစုံမပြနိုင်တော့မနစ်ကအတွဲကိုပဲပြန်တော့ပြီးအန်ဒရီကိုဒန်ရဲ့ဒါဝါတာမက်တယ်ရဲ့ပြီးတော့မှဒီဘက်ကဂျေကိုမာဖီထားပြီးတော့ကွင်းလေကတော့အပြောင်းလဲရှိဆန်ထူထူနာလီရဲ့ဂျူလင်တန်နဲ့ဘရူနိုဂရီမီရက်စ်တို့ထားတယ်ခန်စစ်ကအခုယူကာဆယ်မှာပြဿနာကလူ ਈ ဆောလဲဒဏ်ရရတယ်တီနိုလီဘရိုမန်တိုလဲဒဏ်ရရတယ်အဲ့ဒါကိုထူပီယာဘာဒဏ်ထက်ရတော့သူတို့ခန်စစ်တော်တော်လေးတိုင်ပတ်သွားတဲ့အချိန်မှာ Emery Crack ကိုဒါ center back က Malik Thong နဲ့ Seven Portman ထားပြီးတော့ Fabian Shaw က fit ဖြစ်တဲ့တော့အရင်မှထားပြီးတန်ဘန်းကဘယ်နောက်ခံကစားတယ်ဟိုဘက်က West Ham ကတော့ကျွန်တော်တို့ဒီ Newcastle တိုက်စစ်မှုဟောက် Callum Wilson ကိုအထောက်ထားပြီးတော့မှ Nicholas Fokker ကိုအရင်ထားပြီးနောက် Summer Bay ရဲ့ပြီးတော့မှ အဲမတီးယားဖာနန်ဒက်စ်ကိုဒါဂျယ်ရဘိုဝင်နဲ့တွေ့တယ်ဒီနေရာမှာမိပြနည်းနည်းတော့ brief ဖြစ်တယ်လို့ပြောမယ်ပုံမှန်အဖြစ်သူတို့ defensive midfield နှစ်ယောက်ထားတယ်ဒီနေ့ကသူတို့ဒါဒီ factory port ဆိုတဲ့ချက်တိတ်တယောက်ကိုပဲထားပြီးတော့ဒါ Lucas Paqueta နဲ့တွေ့တယ်ဆိုတော့ဒါကအများကြီးပြောင်းနေတယ်ပုံမှန်အဖြစ်ကအရင်ဒီပြအဆက်ဆက်ဆိုရင်ကွင်းလေက Credo Rodriguez ဖြစ်ဖြစ် now ဒီ Jay Warprox ပဲဖြစ်ဖြစ် ခါစစ်နည်းနည်းအသားပေးတဲ့ central midfield player တွေပိုသုံးနေပြတော့မဲ့ဆူးရှက်တော့ပါသေးတယ်ဒီနေ့အဲ့အပြောင်းလဲတဲ့အကုန်လုံးနဲ့ attacking ဘက်ကိုပိုအားဆိုင်တယ်ပွဲအစပိုင်းမှာပဲ Newcastle ဥဆောင်ကိုတွင်းထားတယ်၄မိနစ်ပဲရှိတယ် Bruno Guimaraes ကနေ Jacob Murphy တွင်းထားတယ်ဒါပေမဲ့လည်းအဲ့ကိုဂိုးတွေကအဲ့ဂိုးရပြီးခဲ့က Newcastle ကဘာမှမဟုတ်တော့ဘူးအဲ့မှာ Watson ကပိုကောင်းလာပြီးပထမပိုင်းမှာ290တိုက် Lucas Paqueta Diaby မှာ ဝက်ဆိုင်းရဲ့အဓိကကသားမကပကက်တာပဲပကက်တာရှိကအဓိကတွင်းကိုတွေကိုရပြီးတော့ဒါမတ်တီးယပ်စ်ဖာနန်ဒက်စ်ကဖန်တီးပေးတာကနေပထမခြေပါကုန်းနဲ့နောက်ဖို့စ်ကနေဒီဘယ်လိုပြောမလဲဆိုတော့ခန်စစ်က7ဘော့မန်အုံကိုဖြစ်သွားတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာညူကာဆယ်ကတိတ်ခြေစွမ်းပျောက်လာတဲ့ကြောင့်ဖာဗီယန်ရှာကအမရိကန်နေရာမှာဝင်တယ်ဂျေကော့ရမ်စီဝင်တယ်နောက်တစ်ဖက်ကအူဆူလာဝင်တယ်ပြီးတော့ဒန်ဘန်ဒီဟာဘီဘန်နဲ့အန်တိုနီအီလန်ကဝင်တယ် သူတို့ဘာမှမလုပ်ပြနိုင်ဘူးဝင်လာပဲရှိတယ်တိုက်စင်မှာကိုသမားအိုရီယူလာကိုဘာမှမလုပ်ပြနိုင်ပဲနဲ့ဟိုဘက်ကလည်းဒါခန်းစစ်ကိုအပြောင်းလဲလုပ်ပြီးတော့နောက်ပိုင်းမှာခိုင်ဝူကပီတာတို့နောက်အီဂါဂျူလီယိုတို့နောက်တိုမက်ဆူချက်တို့ဝင်လာတယ်အင်ဂျူရီတိုင်းမှာတော့တန်ပြန်ကောင်တာလွတ်ထွက်သွားရတာကနေဂျယ်ရဘူဝင်ဒါကကန်လိုက်တဲ့လုံးနစ်ပုတ်ပြန်ထွက်လာတော့ကိုတိုမက်ဆူချက်ပိတ်လို့ဝက်ဆန်နိုင်သွားတယ်ဒါဝက်ဆန်တို့ကတကယ့်ကို crucial တော့ဒီရသည်အစပိုင်းဝက်ဆန်က green porter လက်ထက်မှာ nuno espito santos ကိုင်တဲ့ Northern Forest ကိုအဝေးကွင်းမှာ၃ခုပြတ်နေနိုင်တယ်။အဲ့ဒါကတရားသီးရဲ့ပထမတလုံးတပွဲတည်းသောနိုင်ပွဲ။အဲ့ဒါကိုမှအခုသူတို့ဒီဘက်နောက်ထပ်တပွဲအဖြစ်တပွဲထပ်ပြီးနိုင်ပွဲရတယ်။ Western ကအခုလာမယ့်ရှေ့တစ်ပတ်မှာသူတို့အိမ်ကွင်းမှာ Burnley နဲ့ကာမယ်။ဒါတော့သူတို့အတွက်နောက်ထပ် crucial game ဖြစ်ပြီးတော့ Newcastle ကတော့စိတ်ပျက်စရာနဲ့အဝေးကွင်း၅ပွဲဆက်တိုက်နိုင်ပွဲပျောက်ပြီးတော့အဝေးကွင်းမှာ၂ပွဲဆက်တိုက်ရှုံးနေကြတာပါ။အားလုံးကျေးဇူးတင်ပါတယ်။